အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လဲပြီးတော့ဆုမကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီလိုမျိုးအသင်းသင်းအကြောင်းဒါနှစ်ပုတ်ဆက်ပြီးကျွန်တော်ဗီဒီယိုတင်ခဲ့ပါတယ်ဒါပေမဲ့လက်ရှိမှာဒီကိစ္စလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာလေးရှိလို့ဒါကျွန်တော်တင်ဆက်ပေးလိုက်တယ်အဲ့တော့မနေ့ကကတော့ကျွန်တော် United နဲ့ဒါကျွန်တော် Arsenal ရဲ့ပွဲစဉ်ပြီးသွားခဲ့တယ်ဒါအကုန်လုံးသိပြီးသား1-1 Real Madrid နဲ့ United ဒါကျွန်တော်တော်တော်လေးကိုအခြေအနေကောင်းခဲ့တယ်ဒါပေမဲ့ဒီမတိုင်ခင်မှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်ကဒါကျွန်တော်ဘောလုံးတမိုင်းတစ်ချောင်းမှာတော်တော်လေးကိုစိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့တယ်မှတ်မိကြမှာတဲ့ဒီကြားထဲမှာဒါကျွန်တော်တို့ Tottenham Hotspur အသင်းကော Chelsea အသင်းကောအဲ့ဒါကျွန်တော်ပြည်သက်တွေအနေနဲ့ပန်ရှင်တွေကိုဆန္ဒပြခဲ့တယ်။ Tottenham Hotspur အသင်းကဒီနေရာမှာဒါကျွန်တော်လက်ရှိမှာကျွန်တော်တို့ record ကောင်းတစ်ခုယူနိုင်ခဲ့တယ်။အဲ့ဒါကဘာလို့ဆိုတော့ဒါဟိုပန်ရှင်တွေကိုဆန္ဒပြတဲ့နေရာမှာ Spa အသင်းရဲ့ဒါလူအုပ်စုကလက်ရှိမှာဘောလုံးပန်ရှင်တွေကိုဆန္ဒပြနေရာမှာအများဆုံးလူအုပ်စုဖြစ်တာသတ်မှတ်ခံခဲ့ရတယ်။လူပေါင်းဒါကျွန်တော်တို့ထောင်ထဲချီပြီးဆန္ဒပြခဲ့တဲ့အနေထားမှာဒါလက်ရှိမှာဒါမမတ်ရသွားခဲ့တယ်။ Chelsea ပြည်သက်တွေကဒီနေရာမှာလူ900ကျွန်တဲ့800ကျော်ပြည်သက်တွေကိုဒါပန်ရှင်ကိုဆန္ဒပြဖို့အတွက်ကြိုးစားခဲ့တယ်။ဒါပေမဲ့ဒီမနေ့ကတော့ကျွန်တော်တို့ အာဆင်နယ်ရဲ့ပွဲမတိုင်ခင်မှာကြောက်ရွံ့ခဲ့တဲ့ဆန္ဒပြပွဲက United ကအကြီးမားဆုံးဖြစ်ခဲ့တယ်။ United ရဲ့ဆန္ဒပြပွဲဒါအကြီးမားဆုံးကတော့ကျွန်တော်တို့မှတ်မှတ်ရရ လက်ရှိမှာဒါကျွန်တော် United Journalist တွေပြောပုံညာဆိုရင်လူကိုထောင်နဲ့ခြေပြီးဒါကျွန်တော်တို့ဆန္ဒပြခဲ့နေတာမှရှိတယ်။ဒါကျွန်တော်တို့မနေ့ကတော့မမဲ့ရတာကျွန်တော်တို့ Sky Sport ကတော့ကျွန်တော်တို့ပွဲမတိုင်ခင်မှာသူတို့ footage for feature red တွေပြတဲ့အချိန်မှာမမဲ့ရ Sky Sport ကဒါကျွန်တော် Gorni နဲ့ Blue လည်းတော့မသိဘူးပြောတော့တခါကျရင် နားလေရောနည်းနည်းခတ်တယ်ပြပိုင် broadcasting ပိုင်ရှင်တွေကဒီ Gorni နေနဲ့ဒီလိုဆန္ဒပြမှုတွေကိုတော့ရှောင်ပြီးတာပြရတယ်ဘလောက်ပဲရှောင်ရှောင်ပြအရင်ကြီးရတာလူအုပ်စုအရင်များတော့ Sky Sport ရဲ့ feature red မှာဒါအင်ကြီးအမဲဝတ်ထားတဲ့လူအုပ်စုကို ဘက်နေရာတိုင်းမြင်ရတယ်အဲ့တော့ဒါ United ဒါကျွန်တော်လက်ရှိမှာဂလီဇာမိသားစုကို United ပြည်သက်တွေနေနဲ့အကြီးကျယ်ဆန္ဒပြခဲ့တယ်ဆန္ဒပြမှုကလည်းအပေါင်းလက္ခဏာဆောင်ခဲ့တယ်ဒါကျွန်တော်လက်ရှိမှာဘောလုံးသမိုင်းတစ်လျှောက်မှာဒါကျွန်တော်တို့ဒါအင်္ဂလန်မှာပေါ့နော်အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက်မှာဒါကျွန်တော်ဘောလုံးအသင်းကိုဆန္ဒပြရတဲ့မှာလူအများဆုံးဆန္ဒပြမှုတစ်ခုဖြစ်သွားခဲ့တယ်ပူပူလောလောမှာဒါစပါလုပ်ထားခဲ့တဲ့ဥစ္စာကိုလည်းသူတို့နေနဲ့ဆန်ကျင်ချိုးပြနိုင်ခဲ့တယ် ဒါကတော်တော်လေးကိုကောင်းမွန်နေတာ record တခုလို့ပြောရမယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော် United ပြည်သက်တွေနဲ့မမဲရသူတို့ဒီဒီကဒီယာကိုဒါကျွန်တော်တို့စတင်ပြီးတော့လုတ်ခဲ့တာ1958 Sporter Group ဆိုတဲ့ဒါကျွန်တော်တို့ Manchester United အားပေးသူများကစတင်ပြီးဒီယာကိုစတင်ပြီးလုတ်ခဲ့တယ်သူတို့နေတာမမဲရကျွန်တော်တို့ဒါ Manchester United ကွင်းကိုသွားမယ်ဆိုရင်ကျွန်တော် Atlantic ကနေလမ်းလျှောက်ပြီးမှဒါကျွန်တော်ကွင်းနဲ့ရောက်တယ်ပြောလို့အဲ့ lamp လောက်မှမလျှောက်ပါဘူး9မိနစ်နဲ့9မိနစ်ကြာလောက်ပဲလျှောက်ရတယ်အဲ့ Atlantic ကနေပြီးတော့လူစုပြီးတော့ဒါကျွန်တော် Manchester United ကွင်းထိဝင်ပြီးတော့ဆန္ဒပြကြမယ်ဆိုပြီးတော့ မဲ့ရဒါ petition တင်တယ်ကျွန်တော်တို့ဒါကျွန်တော်တို့တဲ့ကျွန်တော်တို့အသည့်တွေစီကအစား email ဝင်နေတယ်မကျွန်တော်အသည့်တွေ United Fan တွေရှိတယ် Hardcore Fan တွေရှိတယ်သူတို့စီ email ဝင်နေတယ်ပေါ့အဲ့ကေလာမလားပေါ့လာမယ်ဆိုတော့ petition လေးတို့ပြင်လာခဲ့ပေါ့နော်အဲ့တော့သူတို့အနေနဲ့ဒါကျွန်တော်တို့ကျွန်တော်တကယ်ကျွန်တော်အတော့သွားရတယ်မှာပါတယ်ပေါ့အဲ့တော့ United ရဲ့ဒါကျွန်တော်တို့ဆန္ဒပြတဲ့လူတွေအနေနဲ့အဲ့ဒီပွဲစဉ်ကိုသွားရောက်ခဲ့ပြီးတော့ဒီညမှာဒါကျွန်တော်တို့ဟို ညဉ့်ညံ့စွာဆန္ဒပြခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ဒီကျွန်တော်ပပ်ကနေပြီးတော့ United Queen ထီတာကျွန်တော်တို့အင်ဂျီအမဲတွေဝင်ပြီးတော့ဆန္ဒပြခဲ့တယ်ဒီညမှာဒါ United ပြည်သက်တွေကအဓိကဂလီစာမိသားစု United စီကနေပြီးတော့1 billion ခိုးသွားတယ်ဆိုတဲ့ပုံစံမျိုးကိုအဓိကပြောဆိုပြီးတော့ဆန္ဒပြခဲ့တာဖြစ်တယ်ဒီဟာကဘာကိုဆိုလိုတာလဲ Manchester United အသင်းကိုဝယ်ယူတဲ့အချိန်မှာဒါကျွန်တော်တို့ဂလီစာမိသားစုအနေနဲ့ဒါအသင်းပေါ်ကိုအကျွေးတင်စီတဲ့ပုံစံမျိုးလုတ်ခဲ့ပြီးတော့ ဲ့ဒီအကျွေးရဲ့အတိုးကပဲ Manchester United အသင်းကပဲ1 billion လောက်ပြန်ဆိုက်လိုက်ရတယ်ပြောချင်တာကဒီ1 billion ကဘယ်ကုန်းမှမသွားဘဲနဲ့ဘန်ဒိုးကြီးပဲထိုင်ဆိုက်ရတာဖြစ်ပြီးတော့အသင်းရဲ့ total mood တွေစီလည်းမသွားဘူးအသင်းက ခမရတို့နံပါတ်အရခမရတို့ဘယ်လောက်ဒီဒီ1 billion ဘယ်လောက်ဒီကြီးလဲဆိုခမရပြောပြမယ်လက်ရှိမှာ Manchester United ကိုဝယ်ယူတဲ့အတွေ့ amount က supplier ရဲ့ quint ကိုစောင့်လို့ရတဲ့ amount နဲ့အတူတူပဲ supplier quint က1 billion တတီကုန်ကြခဲ့တယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းကိုဝယ်ယူခဲ့တဲ့အကျွေးရဲ့အတွေ့က quint တခုနီနီတီစောက်လို့ရတဲ့အကျွေးတခုဖြစ်ခဲ့တယ်အဲ့တော့ပြစ်သက်တွေကဒီဒါကိုဆန္ဒပြဖို့တဲ့ဘယ်ချင်းကစောက်ဆဲဆို United ရဲ့ဒါကျွန်တော်တို့မှတ်မှတ်ရရအဲဗာလဲ financial one of financial year record တွေထွက်တဲ့အချိန်မှာမမေရအဲ့အချိန်မှာကျွန်တော် sign ပုံ Laura White ဘောကနေပြီး United ကလက်ရှိမှာအကျွေးရဲ့အတူကြီးပဲ1 billion လောက်ပေးရတယ်ဆိုတဲ့အချိန်မှာ United ပြည်သက်တွေကလုံးဝသီးမခံနိုင်တော့ဘဲနဲ့ပေါက်ကွဲသွားခဲ့တယ်လို့ဆိုလို့ရမယ်တယ်မှာပါအဲ့ဒီဆန္ဒပြမှုကိုတော့လက်ရှိမှာဒါကျွန်တော်တို့မမေရရပဲရှိသမျှဘောလုံးအသစ်တော်တော်များများရဲ့ supporter group တွေကနေထောက်ခံခဲ့တယ်ဒီနေရာမှာ Tottenham Hotspur တဲ့ကျွန်တော်တို့ရဲ့ Tottenham Hotspur တဲ့မှာဒီလိုမျိုးဒါအမြဲတမ်းဒါဆန္ဒပြမှုတွေလှုပ်ဆောင်နေတဲ့အုပ်စုရှိတယ်။ Change for Spurs ပေါ့နော် Change for Spurs အုပ်စုကနေပြီး ော့အဓိကဒီနေရာမှာဒါ United တို့ဒီနေ့စနားပြပွဲကိုကံကောင်းပါစေဆိုပြီးတော့အဓိကစုမုံကောင်းတောင်းပေးခဲ့တယ်ကျွန်တော်တို့တော့မှဒီနေ့ပေါ်တမအဲ International Twitter မှာအကုန်လုံးကဒါကျွန်တော်တို့ဒီလိုမျိုးလုတ်တဲ့ပိုင်ရှင်ကိုဒီလိုမျိုးငြိမ်မနေသင့်ဘူးဒီလိုမျိုးအမြဲတမ်းလုတ်တဲ့ဆိုပြီး Spa ပရိသတ်တွေကလည်း United ပရိသတ်တွေကိုအဓိကကျွန်တော်တို့ပန့်ပိုးပေးခဲ့ကြတယ်ပေါ့နော်နောက်တစ်ယောက်အနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့အဓိကဒီနေရာမှာဆွေးနွေးဖို့လိုလာတာတစ်ခုကတော့ ဝတ်ဆမ်းမယ်ဝတ်မထင်တာပဲနဲ့ပေါ့နော်ဒီတက်မှာဒါကျွန်တော်တို့ international twitter မှာဒါကျွန်တော်မှွေနောက်ရင်းနဲ့ဘယ်သူကပဲ support လုပ်နေလဲဆိုတော့ဝတ်ဆမ်းမသိရင် supporter တွေပဲဝတ်ဆမ်း space supporter တွေရဲ့ဒါကျွန်တော်ဝတ်ဆမ်းမသိရင် supporter အကြီးဆုံး group တွေကနှစ်ခုဖြစ်တဲ့ group ကနေပြီးတော့ twitter မှာသူတို့အနေနဲ့သူတို့က manchester united dash supporter group 1958ခုနှစ် group တွေအတူတူတသားတဲ့ရက်တီကြောင့်ဒီလို passion တွေအသိငါဂုတ်သွေးဆုပ်တဲ့ passion တွေနေနဲ့ဘောလုံးနိုင်ဘောလုံးမှာမရှိတဲ့ကြောင်းဘောလုံးနေနဲ့ပြန်ပတ်တာဖြစ်ပေမဲ့ဒီနေရာမှာဒါကျွန်တော်ဂုတ်သွေးဆုပ်တဲ့ passion တွေကဘလို့မှအသိပေါ်မှာမရှိတဲ့ င်ကြောင့်ဆိုပြီးဒါကြောင့်ထောက်ခံစားကိုရေးသားခဲ့ရမယ်။ဒါပေမဲ့တကယ်ချစ်ဖို့ကောင်းတာအခုလက်ရှိမှာအာဆင်နယ်ယူနိုက်တက်တို့ဂျာတဲ့မှာဒါခွာပြဲသွားတယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရခဲ့ပေမဲ့တကယ်တမ်းနင်လားငါလားဟိဆိုတော့အာဆင်နယ်ပိတ်သက်ဒီအနေနဲ့ဒါကျွန်တော်1958ခုနှစ်စပေါ်တာနေဆနပြတဲ့အချိန်မှာဝင်ရောက်နောက်ဆက်မှုတစ်ခုမှမပြုတ်တဲ့အပြင်ကိုဒါလည်းလက်ကုပ်တီးပြီးတော့အားပေးခဲ့တယ်ဆိုတဲ့ကျွန်တော်တို့ဗီဒီယိုရုပ်သံတချို့လည်းဒါထွက်ပေါ်ခဲ့တယ်ဆိုပြီးတော့ international twitter မှာရေးတင်ထားခဲ့တာကိုတွေ့ရမှာတော့ပါအဲ့တော့ပြောချင်တာလက်ရှိမှာ အကုန်လုံးကကိုယ့်ရဲ့ဒါဘလုံးသင်းပိုင်ရှယ်ဒါပရီးမီယံလိုအသင်း30ရှိရင်မမဲ့ရပြောမယ်အသင်း15အသင်း16အသင်းလောက်ကကိုယ့်အသင်းမှာရှင်ကိုတောင်းတောင်းကြည့်မရရင်ပါကျွန်တော်တို့အသင်းဆိုလဲလက်ရှိမှာကြီးချောက်ကြီးပဲပြောအောင်လက်ရှိမှာလီဗာပူးပရိသတ်တော်တော်များဆိုတာ FH ကိုမကြည့်ရတဲ့လူတွေများတယ်စပါးဆိုလဲအန်နစ်တူကိုထွက်စေခြင်းနဲ့အခုလက်ရှိမှာချယ်ဆီဆိုရင်ဒါကျွန်တော်တွားခဲ့တယ်မှာပါအဲ့တော့လက်ရှိကြီးချောက်ကြီးမှာဆိုတော့ပြန်ကြည့်မယ်ဆိုတော့ကိုယ့်အသင်းပိုင်ရှယ်ကိုကိုချစ်တဲ့အသင်းဆိုလို့ဒါကျွန်တော်မမဲ့ရပြောမယ်ဆို CD အသင်းတစ်သင်းလောက်ပဲရှိမယ်လို့ကျွန်တော်နည်းမြင်မိတယ်ကျန်တဲ့အသင်းပိုင်ရှယ်ကြည့်မယ်ဆိုဘယ်ကောင်းမှလဲဒါအသေးချအသင်းပေါ်လို့လို့ဒါစီးပွားရေးပုံစံမျိုးနဲ့ဒါအလုပ်လုပ်နေ ဆိုတော့မပါရဘူးเนาะလက်ရှိမှာဒီကျွန်တော်အသင်းကြီးတွေမဟုတ်ဘဲနဲ့အသင်းငယ်တွေမှာပြန်ကြည့်မယ်ဆိုတော့လက်ရှိမှာဒီတိုင်းမှာ Watson တို့ပါလို့ဆိုပိုတော့ United တွေမှာပါတယ် Declan Rice ကိုရောင်းပြီးကစားသမားပြန်မော်ပဲပြည့်နေပြန်အသင်းကိုဂျောင်းနဲ့ထိုးတဲ့ထားတဲ့ဥစ္စာကိုတွေ့ရမယ်တဲ့မှာပါတယ် Everton Pirates အဟောင်းနေဆိုလက်ဒီလိုပုံစံမျိုးပဲပေါ့เนาะအဲ့တော့ လက်ရှိမှာဒါမျိုးတွေကိုပြိတ္တတွေကအကုန်လုံးခံစားလို့ရကြမှာ United ပြိတ္တတွေနေနဲ့ဒီလိုဆန္ဒပြကြမှာအကုန်လုံးဝုန်းဆိုပြီးဒါကျွန်တော်တို့ပွင့်ထွက်သွားတယ်လို့ပဲဆိုရမှာပေါ့အဲ့တော့ United ရဲ့ကျွန်တော်တို့ဆန္ဒပြမှုကတတော်လေးကိုကြီးကျယ်ခံနာခဲ့ပြီးအောင်မြင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးရောက်ကြတယ် United ပြိတ္တတွေပေးခြင်းနဲ့1 billion ခိုးခံလိုက်ရတယ်ဆိုတဲ့ဥစ္စာကလည်းပေါ့ပေါ့ပြမြောက်ရှိခဲ့တယ်လို့ပဲဆိုရမှာတမပါတယ် United ပြိတ္တတွေနဲ့ကွင်းပြင်မှာဆန္ဒပြခဲ့တယ်မဟုတ်ဘဲနဲ့ကွင်းထဲမှာလည်း AG အမဲဝစ်ပြီးတော့အကြီးကျယ်ဆန္ဒပြခဲ့တာကိုဒါပြိတ္တတွေနဲ့ TV မှာတွေ့ခဲ့ရမယ်ဆိုတာကိုလည်း ြောပြရစီပေါ့နော်ဘယ်လိုပဲပြောလက်ရှိမှာဒါကျွန်တော် United အသင်းကတော့ဒီနေရာမှာစံချိန်ကောင်းတစ်ခုကိုထပ်ပြီးတော့ကင်နိုင်ခဲ့တယ်ဒါခုနကပြောတဲ့လက်ရှိမှာပိုင်ရှင်ကိုဆန္ဒပြတဲ့လူအုပ်စုအများဆုံးအနေနဲ့ဘောလုံးလောကမှာပေါ့နော်ဒါလက်ရှိမှာအင်္ဂလန်မှာဒါဆန္ဒဆပိုင်ရှင်ကိုဆန္ဒပြဖို့လူအများဆုံးအနေနဲ့ဒါကျွန်တော်မမေ့ရစာချုပ်တင်နိုင်ခဲ့တယ်မှာပါပါတယ်အဲ့တော့ ယူနိုက်တက်ရဲ့ဆန္ဒပြမှုကအလုပ်ဖြစ်မဖြစ်ကိုတော့ကျွန်တော်ရေရှည်မှကြည့်ရမယ်ဒီမှာပါတယ်လောလောဆယ်တော့ဘယ်လိုပဲပြောပြိသက်တွေကတော့ကျွန်တော်ဘေးလူတွေနေကြည့်မယ်တော်တော်လေးကိုအားရဖို့ကောင်းတဲ့ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော်ကုန်ပြပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ Demi for you တို့မှာကျင်းလူဆိုပေါအောင်ကုညီလို့ရပါတယ်ဗျများများလေးတဲ့ clip ဖို့မမိကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလေး Youth Sport Media 3.0နဲ့ Demi for you တွေ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ် ရမြန်မြလေးလေးကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြကလစ်မှာမေ့မေ့နိုင်ဖြစ်ပါလေ။အားလုံးမကြိုတမရဲကောင်းမွန်သောနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တွေနောက်မှ EC2 ကြတာပေါ့။ဒေဗော်ဗျ။